ဒီဗီဒီယိုဖိုင်လေးကို ကြည့်နေတယ်ဆိုလို့ရှင်ရဆုံးအောင်ထိနားထောင်သွားပါမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတွင်ကျွန်တော်ရဲ့မိတ်ဆွေခွနရသားသမီးအားလုံးတို့ကံကောင်းဆုံးနေ့နံပိုင်ရှင်လေးတွေအကြောင်းကို ကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီစက်တလာဝိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့မပြောခင်မှာဒီစက်တလာဝိုင်းမှာအစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်တဲ့နေနံပိုင်ရှင်လေးရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့စက်တလာပိုင်းဆိုတဲ့ကာလမှာကျွန်တော်ရဲ့ဗုဒ္ဓဟူ Yahoo သားသမီးမိတ်ဆွေတို့အနေနဲ့အစအစအရာရာဂယုစိုက်ပြီးတော့နေထိုင်ရမယ်လာတလာပဲဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူ Yahoo သားသမီးမိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်ဘာကိစ္စကိုမစိုးလောက်တော့မယ်ဆိုလို့ရှိရင်တော့ခံစားစိတ်ခံစားချက်ကိုရှင်းတန်းတင်တာမျိုးတွေเนาะပြီးတော့မိမိရဲ့ခုနကတော့ အဲခုနကတော့ဒေါသထွက်တတ်တဲ့လူတွေစိတ်မြန်လက်မြန်ဆုံးဖြတ်တတ်တဲ့သူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစတလာဝိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗုဒ္ဓဟူးရာဟူးသာသမီ မိတ်ဆွေတို့အနေနဲ့အမားတွေများစွာနဲ့ကြုံရတတ်တယ် ဲ့တော့ကျွန်တော်တို့ဒီတလားစာမှာเนาะဒီကျွန်တော်ရဲ့ဒီကံကောင်းဆုံးနေနယ်နေရဲ့အကြောင်းကိုကျွန်တော်ပြောပေးနေတယ်ဆိုတာကကျွန်တော်တို့ခုနကညံ့နေတဲ့သူတွေကိုဖြစ်ပါစေဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးမဟုတ်ဘဲနဲ့เนาะဘာဘိုးပဲလှုပ်လှုပ်တကယ်လှုပ်လှုပ်နေတဲ့သူတွေမှာဒုက္ခတွေကြုံတွေ့ရမှာဆိုလို့ကျွန်တော်တို့အနေနဲ့ဒါအဆအဆအရာရာဆောင်းရံရှောင်းရံလေးတွေနဲ့နေထိုင် နေထိုင်ဖို့ပေါ့နော်ဒါကျွန်တော်ပြောပြပေးခြင်းဖြစ်တယ်ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒုက္ခဖြစ်ပါစေဆိုတဲ့ရောက်ပါစေဆိုတဲ့ပုံစံနဲ့ဒါကျွန်တော်တို့သုံးသပ်ပြီးတော့ဟောပြောပြသခြင်းမျိုးမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကတော့ဗုဒ္ဓဟူရာဟူသာသမီမိတ်ဆွေတွေဒီ ျွန်တော်တို့ဒီစက်တလာပိုင်းမှာဆိုလို့ရှိရင်တော့ကံကိုပုံးပြီးတော့စူးပုံနင်းတဲ့အလုံမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ငွေပမာဏအများကြီးရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းမျိုးတွေကိုလောက်ကင်ချင်းမျိုးတွေကိုလည်းပဲရှောင်ရှားတင်တယ်မိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာဘာသာရေးတွေကိုပိုးလောက်တင်တယ်အဋ္ဌိဌံတွေဝင်တင်တယ် အဲ့တော့ပြောအချုပ်အပြင်းပြောရမယ်ဆိုရင် ကုသိုလ်ကောင်းမှုတွေကို များများလောက်ကင်သင်သောနေနံပိုင်ရှင်တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစတလာပိုင်းမှာဆိုလို့ရှင်အကောင်နဲ့ဆိုးနဲ့ဒွန်တွဲနေတဲ့နေနံပိုင်ရှင်တွေကတော့ကျွန်တော်တို့တနင်္လာသာသမီတောက်ကြာသာသမီစနေသာသမီနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့ဒီစတလာပိုင်းဆိုတဲ့ကာလမှာအကောင်နဲ့ဆိုးနဲ့ဒွန်တွဲနေတဲ့ဒါလာတလာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာတောက်ကြာ စနေသာသမီ မိတ်ဆွေတို့အနေနဲ့ဒီစတလာဝိုင်းဆိုတဲ့ကာလမှာအလုတ်တွေလောက်တော့မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တေချာလေးစဉ်းစားပြီးတော့เนาะတေချာလေးသုံးတတ်မယ် တန်းဆုံးဖြတ်ပြီးတော့တန်းလောက်ကင်တာမျိုးတွေကိုမလောက်ကင်သင့်ဘူးမိษွေတို့အနေနဲ့ဒီစတလာပိုင်းဆိုတဲ့ကာလမှာကနော်ခုနကအကောင့်တဝက်ဆိုးတဝက်ရောနှောနေတာမျိုးတွေဒါရှိနေတာဖြစ်တဲ့အတွက်မိษွေတို့အနေနဲ့အလုပ်တွေကိုလုပ်တော်တဲ့အခါမှာနော်ခုနကတဖက်လူပြောစကားမျိုးတွေကိုခုနကနားယောင်ပြီးတော့လောက်ကင်တာမျိုးမလုပ်ဘဲနဲ့မိမိရဲ့ဒီစိတ်ကူးစိတ်တန်းနဲ့နော်တေချာလေးသုံးတက်ပြီးကမှနော်အလုပ်တွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တခြားအကြောင်းအရာ ကိစ္စတွေနဲ့ပဲဖြစ်ဖြစ်လောက်ကင်မယ်ဆိုလို့ ့ရှိရင်เนาะအမားလေးတွေဆုံးရှုံးမှုလေးတွေဒါရောနေစီမှာပဲဖြစ်ပါတယ်အဲ့တော့တန်နေလာသားသမီးတောက်ကြသားသမီးစနေသားသမီးမိတ်ဆွေတွေကတော့ဒီ၁၇လပိုင်းမှာเนาะမိတ်ဆွေတို့အနေနဲ့ခုနကတော့ ဇတ်တုလောက်ကင်တဲ့လုပ်ငန်းမျိုးလေးတွေကိုတတိထားပြီးတော့လောက်ကင်တင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစတလာပိုင်းမှာကံကောင်းဆုံးနေနံပိုင်ရှင်လေးတွေကတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးကြာသာပရိသားသမီးအင်္ဂါသားသမီးမိတ်ဆွေတွေကတော့ဒီစတလာပိုင်းဆိုတဲ့ကာလမှာကတော့အဆအဆရာရာမိတ်ဆွေတို့အနေနဲ့အရန်ကြီးခုနကအားထုတ်စရာအားဆိုင်စရာမလိုဘဲနဲ့ပုံမှန်လေးစူးစမ်းမယ်ဆိုရင်ကျွန်တော်ရဲ့ဒီတနင်္ဂနွေကြာသာပရိအင်္ဂါသားသမီးမိတ် ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းဆိုတဲ့ကာလမှာเนาะအဲအစအစရာရာအစဉ်ပြေမှုတွေအောင်မြင်မှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးအင်္ဂါသားသမီးဂျာသာပရိသားသမီးမိဆွေတို့အနေနဲ့အလောက်ကင်တွေကိုလောက်ကင်တော့မယ်ဆိုရင်တော့ရဲရဲဝွန်ဝွန်နဲ့เนาะမိမိတို့ဒီဆုံးဖြတ်ချက်ချပြီးပြီဆိုရင်စတင်ပြီးတော့အကောင်အထည်ဖောပြီးတော့လောက်ကင်တာမျိုးတွေကိုလောက်ကင်တဲ့ချီတုံချတုံမလောက်ဖဲနဲ့ခုနကတော့ တွေ့ဝေးနေတာမျိုးတွေမလုပ်ဖဲနဲ့မိဆွေတို့အနေနဲ့ဆုံးဖြတ်ချက်တွေကိုမြန်မြန်အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေကြာသာပြီးအင်္ဂါသားသမီးမိဆွေတို့အနေနဲ့ဒီစတလာဝိုင်းဆိုတဲ့ကာလမှာเนาะအစအစအရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်နောက်ရက်မှာလည်းပဲပေါ့နော်ကျွန်တော်ရဲ့ဒီမိတ်ဆွေခုနှစ်ရက်သားသမီးတွေအားလုံးအတွက်ကျွန်တော်တလားစာဟောဇရန်ဗီဒီယိုဖိုင်လေးတွေကိုလည်းပဲကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုနော်အဲဒီ ဒီခုနှစ်ရက်သားသမီးမိတ်ဆွေတွေအားလုံးတို့ဟောဇရန်ဗီဒီယိုဖိုင်လေးတွေကိုစောင့်မျှော်နေတဲ့ခုနကခုနှစ်ရက်သားသမီးတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်တနေ့ချင်းစီတင်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ခုနှစ်ရက်သားသမီးမိတ်ဆွေတွေအားလုံးဒီစက်တလာပိုင်းဆိုတဲ့ကာလမှာเนาะအဆိုးဟူသမျှဝေးလွှင့်ပါစီကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစီမိတ်ဆွေတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းနေ ်ဖြောင်းယူตาရပြီးတော့ငွေချေးတွေနဲ့ပတ်သက်ပြီးတော့လည်းပဲရှာရဖွေရတာတွေလွယ်ကူပါစေလို့ကျွန်တော်စူတောင်းမြတ်တာပို့တောင်းရင်၁၇ဘိုင်းအတွက်ကံကောင်းဆုံးနေနံလေးတွေရဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတဲ့ဒီဗီဒီယိုဖိုင်လေးကို ကျွန်တော်ဒီနေရာမှာပဲဆုံးသတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်